ုနိုင်ဖြိုးချွန်ရဲ့စီးစိန်တွေကြောင့်ဘိုင်ဒကွန်ရဲ့မင်္ဂလာပွဲမှာတိန်တောင်းကျော်ရန်လဝိယန္နာတဆင်စားကိုဝစ်ဆင်ခဲ့တဲ့ဝမ်မောင်ရွှေကြီးဝမ်မောင်ရွှေကကိုနိုင်ဖြိုးချွန်ရဲ့လက်ထက်ပြီးအနုပညာရှင်တွေထဲမှာချမ်းသာဆုံးမင်းသမီးစီးဝင်တယောက်ဖြစ်လို့လာခဲ့တာပေါ့လက်ထက်ခါစားတော့ကကိုနိုင်ဖြိုးချော်ရဲ့ချမ်းသာကြွယ်ဝတဲ့စီးစိန်တွေကိုပရိသတ်တွေကမခံမနိုင်လောက်အောင်ကိုချမ်းသာနေခဲ့ပါတယ်ကိုနိုင်ဖြိုးချော်ကဝမ်မောင်ရွှေကိုဆုံရင်လဲစီးစိန်တွေကိုလည်းကြိုက်တဲ့လောက်သုံးခိုင်းတာပေါ့ဒါကြောင့်မို့လက်ထက်ပြီးကလေးကအရင်ကနေတော့မတူတော့ပဲတထိမကြီးဖြစ်သွားခဲ့ပါတယ် အသွင်ပြင်ကစပြောင်းလဲခဲ့တယ်လို့ကိုမဆိုရင်လည်းတိန်းတောင်းချေတန်ရတနာတွေနဲ့မြိုင်နေတာပေါ့ဒါကြောင့်မို့ပွဲတစ်ပွဲတက်တော့မယ်ဆိုရင်ဝင်းမုံရွှေကြီးဘာဝင်လာမလဲဆိုတော့ကိုကအစအရန်ကိုစိတ်ဝင်စားတက်ကြတာပေါ့ ပြီးကနေ့ရက်မှာဝင်းမုံရွှေကကိုနိုင်ဖြိုးချွန်ရဲ့အတစ်တူပိုင်နကုံရဲ့မင်္ဂလာပွဲကိုတက်ခဲ့ပါတယ်။အဆိုပါပွဲမှာအနှွေပညာအတိုင်းဝန်းကသူတွေရောတက်ရောက်လာကြတာဖြစ်တဲ့အတွက်အားလုံးကဂုံနေအပြိုင်ဆိုင်နဲ့ကိုကြွားကြတာပေါ့။ဝင်းမုံရွှေကလည်းကိုနိုင်ဖြိုးချွန်ရဲ့ဇနီးဆိုတဲ့ဂုံနဲ့အတူပွဲမှာသိန်းသောင်းချီတန်တဲ့စိန်နဲ့နီလောင်ဗရံများတွေရောထားတဲ့လဝိရတနာတွေကိုဝစ်ဆင်လာခဲ့တာပဲဖြစ်ပါတယ်။ ဝမ်မုံရွှေရီဝစ်လာတဲ့ဆွဲကြောကပိုင်းတကွန်ရဲ့ဇနီးသရိုသမီးမန်လင်းမြဖူရဲ့ဆွဲကြောနဲ့ဟိတ်ဟန်တူနေခဲ့ပါတယ်။ဝမ်မုံရွှေရီအထွက်ကတော့ကိုနိုင်ဖြိုးကျော်ဆင်ပေးတဲ့လဝိရတနာရီနဲ့ပွဲတိုင်းလူအများကိုဟာကနေဟင်ကနေဖြစ်စေတတ်ပါတယ်။အကယ်ဒမီဘေးဘွဲမှာတုန်းကလည်းဝစ်ဆင်ခဲ့တဲ့သိန်းတောင်းတဲ့ချီကြောက်စိမ့်လေဆွဲကြောကြီးအောင်ဆိုရင်လည်းမြန်မာနိုင်ငံကဘယ်မင်းသမီးမတော်မဝစ်ဆင်နိုင်သေးတဲ့အထစ်ကိုဖြစ်ခဲ့တာပေါ့။ဝမ်မုံရွှေရီရဲ့လေဆွဲကိုပရိသတ်တို့အနေနဲ့သဘောကျရင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်။အလုံးစုံကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပြည့်ရွှေမှာစိမ့်